အခုတော့ဒီဟာဦးရဲ့လောက်ရက်ကိုတနိုင်ကလုံးဝရွှေရှာမုန်းတည်နေကြပြီလေဖြစ်ပါ ರೀ ဒီဟာဦးဟာခက်ခက်မာနဲ့အင်ထောင်ချကလေးကနေဘယ်အလုတ်ကိုမှမမေရရမလုပ်ဘူးချစ်တယ်ကြိုက်တယ်ဆိုရိတ်เนาะအနေထားတစ်ခုနဲ့ပဲအင်ထောင်တစ်ခုကိုတီးဆောက်လာခဲ့တာအပြင်လောကမှာတော့ဒီဟာဦးလူမျိုးယောက်ျားမျိုးကိုယူမှာမဟုတ်ဘူးခက်ခက်မာပဲသူတို့စီးပွားချမ်းသာဖို့တော့ကြိုးစားခဲ့တာနောက်ဆုံးခက်ခက်မာနဲ့စိတ်သဘောထားခြင်းမတိုက်ဆိုင်တဲ့တစ်ခုလေးနဲ့ဒီဟာဦးက ဖောက်ပြန်တယ်ဒါကြောင့်မလို့ပြောတာ ယောက်ျားကလေးတွေကစချစ်တယ်။စက်ချရတာကမင်းကလေးဒီစကုပ်ဘုံကတကယ်ကိုမှန်နေပြီဆိုပြီးတော့ပြည်သက်တီကတော့ပြောဆိုနေချပြီလေဖြစ်ပါရီ။ဒီဟာဦးကအစပိုင်းမှာတော့ခက်ခဲမှာပါအပြစ်ပဲလို့လို့ခွင်လွန်နိုင်တဲ့အနေအထားတစ်ခုကိုပြပြီးနောက်ဆုံးမှာတော့ခက်ခဲမှာရဲ့သူလက်မခံနိုင်တဲ့အကျင့်ကြောင့်တခြားသူနဲ့ဖောက်ပြန်ရသလား။ဒါတွေကိုပြည်သက်တီကမချိုက်တာပါ။ခက်ခဲမှာအနေနဲ့လေဒီဟာဦးရဲ့အမေကအဲ့လောက်တည်းထိအစိုးမင်းမထင်လို့ဒီခါနီးအချိန်မှာတော့သူယောက်ျားကိုမပြောဖြစ်တာ။အခုတော့ ဒီဟာဦးကအဲ့အပြစ်ကလေးကိုရှာပြီးအပြစ်မှာဖောက်ပြန်ခြင်းတိုင်းဖောက်ပြန်အဲဒါကြောင့်မလို့အနိုင်ကလုံးဝဒီဟာဦးကိုအစကတော့ချစ်သက်တဲ့ကောင်းလေးမို့လို့အားပေးတာအခုတော့သွားပါပြီဆိုပြီးတော့ပြောဆိုနေကြပြီလေဖြစ်ပါတယ်အမုံမြေဇလန်တွဲကတော့မြန်မာပြည်သူပြည်သားတွေကြားထဲမှာအင်မတန်မှဖိုက်ဆန်လွန်းလို့လူကြိုက်များနေတာပဲဖြစ်ပါတယ်အမုံမြေဇလန်တွဲမှာ အချစ်တစ်ခုကိုပဲဦးစားပေးပြီးတော့တနာကိုပဲဦးစားပေးပြီးတော့ အိမ်ထောင်စောစောပြူရင်မိမိမှာဘာမှမဖူလုံပဲနဲ့เนาะပညာရေရောသူတို့ပဆိုင်ရောဘာမှเนาะအသက်မွေးဝမ်းချောင်းနဲ့တခုမှမဖူလုံပဲနဲ့ခုလိုမျိုးမပြည့်စုံတဲ့ဘဝနဲ့အိမ်ထောင်ပြူလိုက်လို့ရှိရင်ဘလောက်တည်းထိမိမိတို့အိမ်ထောင်ကဒုက္ခရောက်သွားနိုင်ကြောင်းနဲ့เนาะအိမ်ထောင်ရင်မှာနောက်ပိုင်းမှာခုလိုမျိုးတရောင်းနေတရောင်းနားလေသဘောမပေါက်နိုင်ဘူးဆိုရင်เนาะအိမ်ထောင်မှာဖောက်ပြန်မှုတွေလေးရှိနိုင်ကြောင်းနဲ့เนาะရောက်ခမရေကြောင့်မိမိတို့သားသမီးတွေရဲ့เนาะ အင်းချောင်းကြီးကပြပြနိုင်ကြောင်းเนาะကျွန်တော်တို့ကုသားကလွဲလို့ကုသမီးကလွဲလို့เนาะမချစ်ခင်နိုင်ပဲနဲ့เนาะချွေးမာရီဟာလာဒါရီကိုရက်ကမာရီအနေနဲ့လေကုသားသမီးတော့မချစ်တဲ့ခါကျတော့ဘယ်လိုမျိုးဒုက္ခတွေဖြစ်လာနိုင်တယ်ဆိုတာမျိုးကိုเนาะဒီအောင်နေ့တောင်အညှူထားရင်ကနေနောက်ဆုံးမှာเนาะဒုက္ခရောက်သွားကြတဲ့သူတွေကတော့ညီစာပင်ဖြစ်သွားကြတဲ့သူတွေကတော့ကျွန်တော်တို့သားသမီးတွေပဲဖြစ်တယ်ဆိုတာเนาะကျွန်တော်တို့ဒီဇာကာကမိမောင်းထူပြသွားတာပဲဖြစ်ပါတယ် ဟုတ်ပါရယ်เนาะအခုချိန်မှာမိဘတွေအရန်ကိုပြင်ဆင်ရမယ့်အရာကမမိတို့သားသမီးတွေဟာစိတ်ဓာတ်ရာတွေနဲ့เนาะမကြည်ပြင်းစေဖို့အတွက်မမိတို့မိဘတွေပဲအထူးလေယူဆိုင်ချဖို့အတွက်ဒီစကားကမိမောင်းထူပြသွားရပြီဖြစ်ပါတယ်ယောက်ျားမတွေကြောင့်เนาะအိမ်ထောင်မိသားစုဘယ်လောက်တည်းထိပြူကွဲနိုင်တယ်လဲဆိုတာကိုเนาะပြသသွားခဲ့တာပါ ယောက်မနဲ့ချွေးမရဲ့ပြဿနာကိုပြောရမယ်ဆိုရင်နော်အထူးသဖြင့်တော့အခုကျွန်တော်ပြောပြသွားမယ့်အရာကယောက်မတွေရဲ့နော်ဝင်ရောက်ဆွတ်ဖက်မှုတွေကြောင့်အင်ထောင်ပြရတဲ့ကိစ္စကိုပြောချင်ပါတယ်ချွေးမနဲ့ယောက်မဇလန်းတွေများပေမဲ့ယောက်မနဲ့သမက်အဆင်မပြေတာတော့တတော်လေးကိုရှားပါတယ်ဘာလို့လဲဆိုတော့သမီးကိုစိတ်ဆင်းမရဲစေချင်လို့သမက်ကိုကောင်းကောင်းဆက်ဆံပေးကြတယ်ချွေးမချာငါတို့ကသားရှင်ကြီးစိတ်ဆရာမလိုဘူးဆိုတဲ့အနေထားနဲ့နေကြတယ် ယောက်ျားလေးဘက်ကအမြဲအသာကြီးပဲငါသားရှာကြွေးတဲ့ငါသားကအင်ထောင်ဦးစီးငါသားထားခဲ့ရင်နေမဲ့တစ်ခုလက်ဖြစ်မှာ ။ဒါရှင်ဆိုရင်မမနာရီနဲ့ခွဲခြားဆက်ဆံသားတွေအများကြီးသမီးကလေးမွေးရင်ငါသမီးလေးပင်ပန်းမဲ့မိဘအိမ်လာနေပြီးအနာယူချွေးမကလေးမွေးရင်တော့မိဘအိမ်ဘာလို့ပြန်လာမလဲ။ကလေးမွေးတာပဲငါတို့လေးမွေးဘူးတဲ့။နင်တို့လိုနုမနေဘူးအကုန်လောက်ရတာပဲ။သမဲဖောက်ပြန်မှာကြောက်တော့။ဒါချီလန်းပြည့်ရင်အိမ်ကမိမအသုံးမချလို့တဲ့။နော်ချက်ပြောရင်အများကြီးချမ်းပါသေးတယ်။ကိုသားသမီးနဲ့ရှင်ရင်နော်ကိုချင်းစာပြီးချွေးမအပေါ်မေတ္တာထားပေးကြရိရောက်ခမရရှိသလိုနော် ိုယ့်ကိုယ်သားသားသမီးကလွဲလို့ရှိရင်သူများသားသမီးကအဖိုးမတန်တလို့ဆက်ဆံခြင်းချရသူတွေလေးရှိတယ်နော်ကြောက်ဖို့ကောင်းတဲ့အတ္တတွေမမနာတွေနဲ့ခွဲခြားဆက်ဆံမှုတွေကြောင့်သားသမီးတွေဘဝအပြည့်အင်ထောင်ရေးမသားမယဖြစ်ပြီးပျက်စီးကြတာတွေလည်းအများကြီးပဲဗျာဒါတွေကိုဒီဇက်ကကပညာပေးသွားတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ရောက်ခမတွေအနေနဲ့လေးပြတ်တာတဲ့ရောက်ခမကောင်းတဲ့တိတက်တဲ့အချွေးမကောင်းနေနော်ဖြစ်ဖို့အတွက်ကြိုးစားရပါလိမ့်မယ်ဒါမှအင်ထောင်ကသားရပါလိမ့်မယ်အခုတော့နော် မင်းသမီးကလေရောက်ခမကရိုင်းတိုင်းသူလည်းပြန်ရိုင်းနေနော်ရောက်ခမကလေချွေးမကိုနော် သူသားသူ့မြေးကလွေးရင်ချွေးမကိုကြာနော်ပုဆုပက်ဆက်ကိုလုံးဝနော်အေးထောင်ရေးကိုဖြူဖြက်နေတာတွေ့ရပါတယ်နော်ဒါကြောင့်မလို့မမိမာပါမနော်ဖူဖူလုံးလုံးဘာမှမရှိလို့ရှိရင်အေးထောင်ပြုမိလို့ရှိရင်ဘလောက်တိတိဒုက္ခရောက်နိုင်တယ်ဆိုတော့ကိုဒီဇက်ကကပြသွားခဲ့တာပဲဖြစ်တယ်ပြီးတဲ့ကကြတော့နော်မင်းသားနဲ့မင်းသမီးရဲ့သားကိုသူ့အကူတို့ကနော်မင်းသားရဲ့အကူတို့ကမွေးစားတယ် ။မွေးစားတဲ့ခါကျတော့မိသားရဲ့အကူမာလေးမှချလေကိုဝင်ရှိလာတဲ့ခါကျတော့နောက်မိသားအကူရဲ့မိမမာလေးကိုဝင်ရှိလာတဲ့ခါကျတော့သူတို့ရဲ့ယင်တွေးကိုပဲဒီယူဆိုက်တော်တွေဆိုတော့သူတို့မွေးလာမယ်ကလေးလေးကိုပဲပိုချစ်သွားကြတယ်။ဆိုတော့နောက်မိဘတွေလောက်ကုသားသွေးအရင်လောက်နော်ဘသူကမှဒီလောကကြီးမှာဘသူကမှဒါမဆာနိုင်နိုင်ဘူးမချစ်နိုင်ဘူးဆိုတော့မိမောင်ထိုးပြနေတာလေဖြစ်ပါတယ်နော်။ရိုက်တာမင်းမကြီးခိုင်နေဝေကိုတနိုင်ကလုံးကပြည်သူတွေကရိတ်သက်ချင်နေကြပါရဲ့။ ထိုင်နေဝေဟာအခုချိန်မှာသူရဲ့နောက်ချောင်းတွေအကုန်လုံးကဘူးပေါ်တလို့ပေါ်သွားခဲ့တာဖြစ်ပါရဲ့ဒီတကားကျတော့သူ့ကိုမိနာမဆောင်းလျှောက်ပြီးတဲ့သူ့ရဲ့ယောက်ျားနော်ယောက်ျားလားမိန်းမလားတော့မသိဘူးကျွန်တော်တို့တွန်ပွိုင်းလေးပေါ့နော်ဒါသူကလေးစွာသလားမပြောနေဗျာနော်အစက်ကရလည်းမိုင်းရိုင်းသလားမပြောနေမေတ္တာရှင်ကြီးရဲ့ယောက်ျားကအခုလိုမျိုးတနိုင်ကလုံးဝမေတ္တာပြနိုင်တာကအင်မတန်မှလေးစားဖို့ကောင်းပါလေခိုင်နွေဟာအပြင်မှာပါစီးပွားရေးမမေရရတခုမှမရှိဘဲနဲ့ တနည်းကိုလေးစကားလေးတကားငကားလေးပဲเนาะအဓိကမင်းသမီးလည်းမဟုတ်ဘူးကျွန်တော်တို့အမှုညာဈေးကလေး350လောက်ပဲရှိတယ်နိုင်တွေဆိုရင်เนาะ380တန်း300တန်းเนาะအခု30ကျော်လောက်ရှိတယ်เนาะကျွန်တော်တို့လက်ကင်8တွေဆိုရင်လည်း355တန်းကျွန်တော်တို့เนาะ300တန်း80တန်းအများကြီးတွဲလို့တော့မကုန်ဘူးအလောက်တဲ့ကြီးကိုကျွန်တော်ချမ်းသာတာပါဘောင်မှာရှိတဲ့ရှေးတောင်ကြားမှာလေးเนาะဇိုင်းအင်ကားလုံးလောက်ပိုင်းဆိုင်ပြီးတော့ချန်နယ်လေးအများကြီးပိုင်းဆိုင်ထားတော့ခိုင်နှွေရေပိုင်းဆိုင်မှုကဒေါ်လာသန်းပေါင်းများစွာမှရှိတာပါ ဆိုတော့အဓိကမမေရဲ့အရာဘာလုံးမှမရှိဘဲနဲ့ခုလိုချမ်းသာနေတဲ့ခိုင်နေဝေဟာကလေးတွေကိုဗန်းပြပြီးစားရဲဆိုတာကတော့တိုင်းကလုံးကသက်တည်နေချပြလိုက်ပြီလေဖြစ်ပါတယ်အခုခိုင်နေဝေဟာဒုက္ခကြီးကြီးရောက်နေပါတယ်နော်ဒုက္ခကြီးကြီးရောက်တာမှနည်းနည်းလေးရောက်တာမှတော်တော်လေးကိုရောက်နေတာနော်ခိုင်နေဝေကေဟာကိုအလူတက်လုံးမသိဘူးရောက်မှမရှိတော့ဘူးတဲ့ဗျာနော်ခိုင်နေဝေကိုယုံကြည်မှုကိမဲ့သွားချပြီလေဖြစ်ပါတယ်ဒီပြဿနာတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာခိုင်နေဝေကိုလုံးဝလုံးဝအရုမြတ်တိုင်းဝန်ကပါရွှေရှာခဲ့ချပြီလေဖြစ်ပါတယ်နော်ကျွန်တော်တို့ မော်ရီဖာကင်ဂျီဂျွန်လွင်တို့ဟာဆိုရင်လည်းခိုင်နှွေကိုအယုံကြည်ကိမဲ့သွားပြီးအရင်ကလေးစားသလောက်အခုတော့ nova ပဲတဲ့ဗျာအခုခိုင်နှွေကတော့အခုလိုမျိုးသူ့ကိုလူတိုင်းမဲ့သူမရှိတော့တာဖြစ်တဲ့အတွက်စေုံမှာအသက်လူနေရပြီးတော့တတော်လေးကိုအခြေအနေဆိုးနေကြောင်းလေးနှလုံးဖောက်ပြီးတော့စေုံတက်နေရကြောင်းလေးဒီရပါရယ်ဗျာမင်းမီဂျီချစ်ထက်မှုကတော့သူ့ဘဝရဲ့နောက်ဆုံးအချိန်မှာသူ့ရဲ့တမီးလေးကိုသူ့အနာမှာရှိချင်တယ်ရှိစေချင်တယ်လို့ပြောပြလာပါပြီနော်သူ့ခင်ပွန်းဖြစ်တဲ့ဆိုင်းလွန်းက တို့ရဲ့သမီးဖြစ်တဲ့เนาะဆလုံးဝတီထက်လို့ကိုတထက်မိုးဦးရဲ့အနာကိုသုံးမလားမလို့ဘူးလားဟာတော့ကျွန်တော်နေနေမသိဘူးတထက်မိုးကတော့ကဘာပေါ်မှာကံအကောင်းဆုံးလူသားလေးဖြစ်တယ်လို့ကံအဆူဆုံးလူသားဆိုလည်းမမှားပါဘူးအနုပညာလောကမှာအောင်မြင်မှုရသလောက်เนาะအိမ်ထောင်ကြီးမှာတော့လုံးဝလုံးဝကံမကောင်းခဲ့ဘူးတရားဝင်ယူထားတဲ့ယောက်ျားက3ယောက်3ယောက်ဆလုံးကသူ့အပေါ်မှာမကောင်းခဲ့တာဖြစ်တယ်နောက်ဆုံးယူထားတဲ့ဆိုင်းလွန်းနဲ့လည်းဘာဖြစ်လဲဘွဲကွာပြီးတဲ့ကာလမှာ ဥယျာဉ်မီလေးစလုံးဝတီထက်နဲ့နှစ်ပေါင်းများစွာကွဲကွာခဲ့ပြီးနောက်လွန်ခဲ့တဲ့နှစ်နဲ့ခွဲလောက်ကမှပြန်လေပြရှုဝင်ရခဲ့တာပဲဖြစ်ပါတယ်တထမိုးကတော့အစာကလေးကအလုံးလေးတိချပါတယ်အစာရင်ယောဂါရှိတယ်ကြောက်ကလည်းမကောင်းပါဘူးဒီကြားထဲမှာမှနော်ငါငလင်ကြီးလုတ်ခတ်တဲ့ခါမှာမတလီမှာရောက်နေတဲ့အချိန်မှာတိုက်ဆိုင်ပြီးတော့ဒါအုတ်တွေကနော်မီနီမီကြီးတထမိုးရဲ့လက်ပေါ်ကိုပြုတ်ကြတဲ့ခါမှာလက်မောင်းတစ်ခုလုံးကျူးကျီသွားတာပဲဖြစ်ပါတယ်ဘလောက်မှမကြဘူးအခုလေကြောက်ကရောင်ပြီးတော့ဈေးဝင်မှာ ရှိကူတာမှုခံယူနေရတယ်เนาะကြောက်ကရောင်းနေဒီကကကျတော့ကြောက်ပေလေးတော်တော်လေးကိုတည်ထားတယ်လို့တွေးရတယ်ပေါ့เนาะဆိုတော့ကံတော်တော်လေးကိုစိုးရပါဗျာတကယ်မဟုတ်ဘူးခင်ဗျာမအခုချိန်မှာမိဘတွေလည်းမရှိတော့ဘူးဆွေမျိုးတွေလည်းမရှိဘူးသူ့မှာအာကျွန်တော်တို့ခင်တွဲစရာဒီကိုစရာဆိုလို့တမီးလေးတယောက်ပဲရှိပါတော့တယ်ဒါမဲ့တမီးလေးကလည်းအဖေနဲ့ပဲတူတူနေတယ်အဖေကလည်းเนาะကျွန်တော်တို့အငိမ့်မင်းတမီးလေးတင်စားရဲဝင်းနဲ့နှပါသွားပြီဖြစ်တယ်ဆိုတော့အခုချိန်မှာသူ့ဘဝရဲ့နောက်ဆုံးချိန်တွေမှာတမီးလေးကိုရှိစေချင်လိုက်တာဆိုပြီးတော့ဒီကနေ့အစည်းအဝေးမှာ ကျွန်တော်မိုးရင်အင်တာဗျူးကိုကြေးရပြီတော့တနိုင်ကလုံးဝမြင့်ချနေချပြီလေဖြစ်ပါရယ်ဗျာခင်ပေါ်ဆိုင်လုံးကလည်းတတမိုးရင်နောက်ဆုံးအချိန်တွေကိုနားလေပြီးပြီးတော့သူတို့ဒီမီးလေးကိုတတမိုးရင်အနာကိုလှုပ်ပြဖို့တော့သဘောတူမယ်ဆိုတာကတော့ပြည်သက်တွေကတော့ယုံကြည်ပါတယ်ဒါပေမဲ့ဒီမီးလေးကလည်းခုချိန်မှာကြောင်းတက်နေရတာဖြစ်တဲ့အတွက်လာနိုင်မလားမလာနိုင်ဘူးလားဆိုတာကတော့မသိသေးပါဘူးနော်မယူလိုမျိုးကမဆင်အသင်းကြီးကိုအနိုင်ကိုသွင်းယူပြီးတဲ့နောက်ပိုင်းမှာတော့မြမလေးစီအသင်းရဲ့ ကောင်းဆောင်ဖြစ်တဲ့ leader ဖြစ်တဲ့မမောင်လင်ကတော့သူ့ရဲ့ဘဝကတော့လုံးဝကိုပြောင်းလဲသွားခဲ့ပြီလေဖြစ်ပါရဲ့ညီမသမီးမလေးအောင်မှမလုပ်ခဲ့ဘူးတဲ့စမ်းချိန်မျိုးကိုသူကတကယ်ကိုချိုးပြလိုက်တာပါသူကိုယ်တည်းကလည်းပြောပါတယ်ခုလိုမျိုး mind you အသိန်းကိုကိုတွင်လိုက်နိုင်ပြီးတဲ့နောက်ပိုင်းမှာသူ့ဘဝမှာအကြီးမားဆုံး achievement ကို ရရှိသွားသလိုခံစားခဲ့ရပြီးတော့သူအကျိုက်ဆုံးအသိန်းကိုကိုတွင်နိုင်လိုက်တာဖြစ်တဲ့အတွက်ဒီပြောပါပြီเนาะဒီနေ့ဒီရရင်တော့ဒီပြောပါပြီဆိုပြီးတော့မမောင်လင်ကပြောသွားခဲ့တာပဲဖြစ်တယ် မန်ယူအသင်းကတော့ကျွန်တော်တို့ဒီအာရှနိုင်ငံတွေနဲ့အခုခြေစမ်းပွဲတွေတောက်လျှောက်ကနေပေါ့နော်ဆိုတော့ဒီမမုံလင်တို့ရဲ့အာဆီယံအောစတာအတိနဲ့မတိုင်ခင်တုန်းကလေနော်ပွဲမတိုင်ခင်တုန်းကလေဒီအသင်းမှာရှိတဲ့သူတို့ကအရေးချင်းရှိတဲ့ကစားသမားတွေကိုလေ့လာသုံးသပ်သွားမယ်တကယ်လို့သူတို့အသင်းအတွက်တကယ်ကိုလိုအပ်တဲ့ကစားသမားတွေဖြစ်တယ်ဆိုရင်သူတို့အနေနဲ့ခေါ်ယူသွားဖို့စမ်းသပ်ရှိတယ်ဆိုပြီးတော့ပြောသွားခဲ့တာမျိုးရှိတယ်ဆိုတော့ဒီအသင်းမှာကျွန်တော်တို့ မန်ယူအသိန်းကိုဂိုးတွင်းပြီးတော့အနိုင်ယူနိုင်ခဲ့တဲ့သူကမောင်မောင်လေးဆိုတော့အားလုံးကခံမှန်းနေကြတာကမောင်မောင်လေးများနော်မန်ယူအသိန်းကခေါ်တော့မှာလားနော်အခုသတင်းတွေထွက်ပေါ်လာပြီဒေါ်လာ50နဲ့ခေါ်မယ်ဒေါ်လာ50နဲ့ခေါ်မယ်အဆရှိသည့်ဖြစ်သတင်းတွေကတော့ဘောင်းဆုံပါပဲဗျာနော်မမောင်လေးဟာမယူအသိန်းကိုဂူးတွင်းနိုင်လိုက်တဲ့အတွက်ငငန့်ကုံဆောင်နေနဲ့မြောင်းလိုက်လို့က3500ဆူးချင်းမြင့်လိုက်ကြောင်းနဲ့ တို့ဥစစောကလည်းတိုက်တလုံးနဲ့သိမ်းမောင်းထောင်ကြီးစုချင်းမြလိုက်ကြောင်းဂျန်နဲ့မြောင်းငကမာရှိတဲ့တထေးတွေကလည်းမမောင်းလင်းကိုစုချင်းမြတဲ့အနေနဲ့သိမ်းမောင်းရာပေါင်းများစွာချင်းမြလိုက်တဲ့အကြောင်းအမေရိကန်နိုင်ငံမှာရှိတဲ့စမိုင်းတို့လင်မယားနော်စမိုင်းရောက်ကြကဘောဝဲသိမ့်ကြိုက်တာဖြစ်တဲ့တို့ကနော်မမောင်းလင်းကိုစုချင်းမြတဲ့အနေနဲ့ဒေါ်လာတောင်းကြီးစုချင်းမြလိုက်ကြောင်းလည်းသိရတယ်ဆိုတော့မမောင်းလင်းရဲ့ဘဝကလုံးဝကိုသူ့အနေထားကရွှေကွတ်ထားသလိုပဲဗျာဘဝကလုံးဝကြွေပြောင်းလဲသွားတယ်နော်တခြားသောနိုင်ငံတွေကအသိကလပ်တွေကလည်းမမောင်းလင်းကိုစိတ်ဝင်စားနေကြတယ် အခုလိုမျိုးနော်မန်ယူအသိန်းကမောင်မောင်လေးကိုခေါ်မယ်ဆိုတဲ့ကိစ္စကတော့လုံးဝလုံးဝမဟုတ်ပါကြောင်းဒီကနေ့ပြင်းဆိုပြရစီနော်ဒီကအင်တာဗျူးမှာ Bruno Fernandes ဟာဆိုရင်လည်း ASEAN All Star တင်းကနေမန်ယူမှာ ခေါ်ဖို့အတွက်မြန်ရိုးရဲ့မန်ယူအသိန်းကလုံးဆောင်နေသလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရမှာလေသူကမရှိပါကြောင်းပြောသွားခဲ့တယ် Bruno Fernandes ဟာဆိုရင်လည်းဒါကျွန်တော်တို့ sorry လေးကိုသွားဖို့အတွက်ရေမန်းစားနေပါမယ်လေအခုအသိမှာပဲဆက်နေဖို့အတွက်သူကဆုံးဖြတ်ထားကြောင်းလည်းသိရပါရဲ့ဗျာ